မြစ်တန်လွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကဆော်ရေးသားထားတဲ့ပထမဘိုးဘိုးအောင်ရဲ့စัจ Java မင်းနဲ့ဘိုးဘိုးအောင်ဆိုတဲ့အပိုင်း၈ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်လည်းဖြစ်ပါတယ်ခင်ဗျာစัจ Java မင်းနဲ့ဘိုးဘိုးအောင် ပဒုံမင်းမှာကောင်းမှုကုသိုလ်များစွာပြုလုပ်၍နန်းသက်38နှစ်ကြာဆိုးဆန်ခဲ့သည်။ထီနန်ဆိုးဆန်နေစဲမှာပင်အင်ရှိအနှင်းထားသည့်တားတော်ရွှေတောင်မင်းမှာကွယ်လွန်သွားခဲ့ပါတယ်။ထို့ကြောင့်မြေးတော်စကိုင်းမင်းမှာအင်ရှိမင်းဖြစ်လာခဲ့ရတော့၏။ဘိုးဘွားအောင်မှာထိုကြားတဲ့တွင်လည်းပဒုံမင်းနဲ့ဆွေတော်မျိုးတော်များကိုတန်ဝေကတရားများပွားများစေရန်လမ်းညွန်ဟောပြဆုဆုံးမတတ်ပါသည်။ပဒုံမင်းမှာမြေးတော် စင်ဖြူမဲခေါ်ပန်းတော်မင်းသမီးကိုမြေးတော်ဖြစ်သူစကိုင်းမင်းသားနဲ့လက်ဆက်ပေးပြီးထို့နောက်စကိုင်းမင်းသားမှာအင်ရှိဆန်ဖြစ်လာခဲ့ပါတယ်။ တခုသောည၌ဗဒုံမင်းမှထူးဆန်းသည့်အိမ်မက်တစ်ခုမြင်မှတ်ခဲ့ပါတယ်။ထိုညမှာလားပြည့်ညဖြစ်တာမို့ဗဒုံမင်းမှလားပြည့်ကြီးကိုငေးမောကြည့်ရှုနေစဉ်မှာပင်ကြည်မင်းသားမှနဘေးသို့ရောက်လာခဲ့၏။လက်ထဲတွင်လည်းစေဝိဇာရုပ်နှစ်ယောက်ကိုယူဆောင်လာခဲ့ပါတယ်။ဟဲ့ဘာရီကိုင်လာတာတုံးကွယ်။မှန်ပါ။ဤစေဝိဇာရုပ်နှစ်ယောက်ကိုနောင်တော်စကိုင်းမင်းသားအိမ်တော်သို့ပေးပို့လိုပါတယ်ဖေဟာ။အရှင်ဖေဟာခွင့်ပြုတော်မူပါ။ဗဒုံမင်းမှမြည်သည့်အကြောင်းရင်မှမသိဘဲဝမ်းသာကြည်နူးမိသွားပါတယ်။ ငါကိုရောခွင့်ပြုတယ်မြေတော်ငါကိုရောမြက်ကိုယ်တိုင်လိုက်ပို့ပါမယ်တုံးနဲ့မတုံမင်းကိုယ်တိုင်နန်းတော်မှာထွက်ကာအတီးအမော့အကအခုံအိုးစီဘုံဘုံများတီးခတ်၍သခိုင်းမင်းသား၏ဆိုင်ရင်တော်သို့ရောက်လာခဲ့ကြသည်ဆိုင်ရင်တော်ရောက်သောအခါသခိုင်းမင်းသားမရှိဘဲမြေတော်စင်ဖြူမဲသာရှိနေပါသည်စင်ဖြူမဲမှာဆေးရုပ်တရုပ်ကိုလမ်းယူလိုက်သည့်အချိန်တွင်ကောင်းငင်တခွင်တွင်လျှက်စီးရောင်များတစ်ဖြန်းဖြန်းဝင်လက်သွားပြီးနေမွန်းတဲ့သည့်အလာဝင်လက်လင်းထိန်သွားပါတော့သည် ထိုလျက်ပန်းလျက်နွယ်များကြားမှမိုးချိုတစဉ်ထွက်ပေါ်လာကသကိုင်းမင်းသား၏ဆိုင်တော်ကိုထိမှန်လေသည်မိုးချိုထိမှန်သည်နှင့်အလွန်ကြီးမားသည့်မိတော်ကြီးများမှပျော့ပျော့ပြပြတောက်လောင်ကဆိုင်တခုလုံးကိုမီးဆွဲလောင်သွားခဲ့ပါသည်ဗတော်မင်းမှကြောက်ကြောက်လန့်လန့်နှင့်ထွက်ပြေးသည့်အခါကြံရှိနေသည့်ဆေးဝိဇ္ဇာအယုတ်တယုတ်မှမိုးကောင်းကင်သို့ပြန်တက်သွားပြီးလပြေဝုံအတွင်းသို့ဝင်ရောက်သွားကစွတ်စွတ်ဖြူနေသည့်မြင်းပြန့်ကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားပါသည်ဗတော်မင်းမှအိမ်မမလန်းနိုးလာသည့်အချိန်တွင်နနက်မိုးတောက်နေပြီဖြစ်သည် မနက်ခင်းညီလာခံတွင်ထိုအိမ်မက်အကြောင်းအရာကိုအယူတော်မင်္ဂလာဦးနှုတ်ကိုပြောပြကာအတိတ်ပဲကောက်စီလိုက်ပါတယ်အယူတော်မင်္ဂလာဦးနှုတ်မှာတေးကြစွာစဉ်းစားပြီးမှန်လားပါဖေဟာအိမ်မက်တော်အလိုရဆိုရင်မြေးတော်စင်ဖြူမယ်ကလေးထံတွင်ကောင်းမြတ်သောနတ်ခတ်နဲ့ရှင်၍ညံ့မြက်စင်ကြဲသောပုပ်ကိုယ်ဤပဋိတ္တိရနေကြောင်းမှာရှင်မင်းကြီးတူရိယာဘုံဘုံများတီးမုံလျက်စေဝိဇာယုံများကိုလိုက်ပို့ရသည်ဟုဆိုသည်ဖြင့်ထိုတရီသားနှင့်အတူမွေးဖွားလာကြမည်ဖွားပတ်တော်များပါပဋိတ္တိယူပြီးဖြစ်ကြောင်းမှာ ဒါဖြင့်အဲ့ဒီဈေးဝိဇ္ဇာတွေကရောဈေးဝိဇ္ဇာတွေဆိုတာဝိဇ္ဇာအပေါင်းကထိုကလေးကိုခြံရံဆောက်ရှောက်ကြမယ်လို့အတိတ်ပဲရပါတယ်ဖေ။ဈေးဝိဇ္ဇာတယောက်ကိုစင်ဖြူမင်းရရှိသည်ဆိုခြင်းကြောင့်ထိုတတိသားအလွန်တရာဘုန်းကံကြီးမားမိသူဖြစ်ကြောင်းပါဖေ။ကြံဈေးဝိဇ္ဇာတယောက်မှာမြင်းဖြစ်သွားမိဆိုခြင်းကြောင့်ထိုကလေးစီးနှင်းရန်မြင်းရင်ဆက်ကြဆက်ရောက်ပြီးဖြစ်ကြောင်းပါ။အိမ်တော်မီးလောင်ပျက်စီးသည်ဆိုခြင်းကြောင့်ထိုကလေးမွေးဖွားပြီးအချိန်တွင်စင်ဖြူမင်းမှာကွယ်လွန်အနေဆာရောက်မိဟုရဲ့အတိတ်ပဲပါရှင်ဖေ။ ဗတုံမင်းမှာအားရခြင်းနဲ့ဆိုပြန်အယူတော်မင်္ဂလာဦးနှုတ်ကိုစုလက်များချင်းမြမြောက်စားလိုက်ပါတော့တယ်။တက္ကရရဲ့1184ခုနှစ်ဒဇောင်မုံလားပြည့်အင်္ဂါနေ့နနက်နေထွက်ချိန်တွင်စင်ဖြူမင်းမှာတားတော်တစ်ပါးဖွားမြင်ခဲ့ပါတယ်။ထိုတားတော်ကလေးကိုခုနှစ်ရက်တန်တိုင်းမွေးဖွားရပြီးရွှေထီးကလေးလက်ဆောင်၍ရွှေလင်မန်းမြေကလေးရာခန့်ယူစီတော်လေမမွေးဖွားသေးတဲ့ဖြင့်အယူတော်မင်္ဂလာဦးနှုတ်ကိုမင်းမြတ်ရပြန်ပါတယ်။ဦးနှုတ်ရဲ့လျှောက်တင်ချက်မှာတားတော်ကလေးဟာမင်းသားဖြစ်တော်လေတခြားသူများနဲ့မတူညီသည့်ဘုန်းကံရှိသောကြောင့် ဖြီးဖြူခုနှစ်လက်မိုးကနဝရက်၉ပါးနဲ့အလားဆန်နာသည့်ရွှေလင်မန်းနဲ့ခံပြီးမှမွေးဖွားမိဖြစ်ကြောင်းရှောက်တင်လိုက်ပါတယ်။ထို့အတိုင်းပြုတ်လုပေးလိုက်တော့မှစကြမင်းသားကလေးမွေးဖွားခဲ့ပါတော့တယ်။မွေးဖွားတဲ့အချိန်တွင်ဆိုင်ရင်တော်မှဩဘာသားများအလိုလျောက်ထွက်ပေါ်လာပြီးဖြီးဖြူတော်များမှသူ့အလိုလိုအဖွင့်ပိတ်လောက်ကုန်ကြပါတယ်။တစ်မျိုးလုံးမိုးတဲထန်စွာရွာပြီးနန်းတွင်းရှိဘဟုစီမှသူ့အလိုလိုမြည်ပြန်ပါတယ်။ထိုတို့မွေးဖွားချိန်တွင်ဘိုးဘွားအောင်နှင့်တထရာတဲ့ရုပ်ချင်းဆင်သူသည်လူသူတော်ဆက်နံဦးကအနည်းအပါးမှစောင့်ရှောက်ပေးကြပြန်ပါတယ်။မွေးဖွားပြီးတော့မင်းသားကလေးမှာ ကြံရင်လက္ခဏာနဲ့ပြည့်စုံပြီးဘဲဘက်လက်ဖွားနဲ့ဘဲဘက်ပါရဲမဲ့ရှင်တလုံးစီပါရှိ၍ပါပေါ်ရှိမဲ့အလေတက်တက်တွင်တမိုက်ခန့်ရှည်၍ဖြူစွတ်သောမွေးရှင်တပင်ရှိနေပါသည်။ညာလက်ဝါးနှင့်ခြေဖွားနှစ်ဖက်၌စကြပုံစံအမှတ်သားပါရှိပြီးလက္ခဏာရှိထီယိုမှာလက်ဖွားအောက်ခြေမှာလက်ညိုးဖျားသည့်ထင်ရှားစွာပါရှိနေတာကိုလည်းတွေ့ကြရပါသည်။မင်းသားကိုမွေးဖွားသည့်အချိန်မှာပင်နန်းတော်မြင်းဒီကုန်းမှအာဇာနည်မြင်းမကြီးကလည်းမြင်းဖြူတစီဖွားမြင်ခဲ့ပါသည်။မောင်မတ်မောင်မြတ်ရာစတော်ဖွားဘတ်တော်ခုနှစ်ဦးမှလည်းအတိအကျဖွားမြင်ကြလေပါသည်။ ကိုင်းမင်းထံတွင်စင်ဖြူမဲတူးတဲ့မိဖုရားရှိသည်မဟုတ်မယ်နုဟုခေါ်သည့်မိဖုရားတစ်ပါးလည်းရှိပါသေးသည်မယ်နုမှာအကြံကြီးသူဖြစ်ပြီးငယ်စဉ်ကတည်းကပင်တောင်တန်းဆောင်မိဖုရားကောင်းကြီးဖြစ်ချင်ခဲ့ပါသည်ထို့ကြောင့်စင်ဖြူမဲမသေးလျင်မိမိမိဖုရားကောင်းမဖြစ်နိုင်အောင်အကြံရှိကမိဖွားပြီးခုနှစ်ရက်မြောက်သည့်နေ့တွင်စင်ဖြူမဲကိုပြုစုလုပ်ကြွေးသည့်ပုံစံဖြင့်အတွင်းခန်းဆောင်သို့ဝင်ရောက်လာခဲ့ပါသည်မိနေခန်းဆောင်တွင်လူသူရှင်းနေသည့်အချိန်လည်းဖြစ်ဝေဖွားပြီးသားမင်းသားငယ်ကလေးကိုနန်းရင်းတို့ပို့ဆောင်ကပတော်မင်းထံဆက်တာနေတဲ့အချိန်လည်းဖြစ်ပါတယ်။ထိုအချိန်၌မဲနုမှာ ခေါင်းတစ်ခုဖြင့်စင်ဖြူမဲဤမျက်နှာကိုမတိမချင်းဖိတက်ကလှုပ်ချံတက်ဖြတ်လိုက်ပါတော့တယ်။ထို့နောက်ခေါင်းကိုပြန်ချကစင်ဖြူမဲတယောက်တာမန်တွေးရိုးတာရိုးအတိုင်းတိတ်ဆုံးသွားသည့်ပုံစံမျိုးပြုလုပ်လိုက်ပါတယ်။အယူတော်မင်္ဂလာဟောရသည့်အတိုင်းခုနှစ်ရက်ပြည့်သည့်နေ့တွင်စင်ဖြူမဲကန်ကုန်သွားခဲ့ပါတယ်။မဲနုမှလည်းအင်းရှိဆိုင်မိဖုရားကြီးဖြစ်လာခဲ့ပါတယ်။ဗတုံမင်းမှမြေတော်လေးကိုချစ်ခင်လွန်းလန်လေရာတတော်မင်းလာရွှေတောင်ပွဲဖြင့်ညောင်ရမ်းမြို့ကိုအပိုင်စားပေးလိုက်တော်မူပါတယ်။ထို့ကြောင့်ညောင်ရမ်းမင်းသားဟုလည်းလူသိများကြတာဖြစ်ပါတယ်။ခြေဘွားလက်ဘွားတို့တွင်ပါရှိသော စัจ java ပုံစံကိုအစွဲပြု၍စัจ java မင်းဟုလည်းလူအများကချစ်ခင်ကြပြန်ပါတယ်။မယ်နုမှာစัจ java မင်းကိုလည်းကြည်မရ။တို့တော့ဗဒုံမင်းမှာမြေတော်လေးကိုချစ်လာတဲ့အတွက်အနည်းအပါးတွင်ခေါ်ထား၍လက်တော်မှာမချသဖြင့်မကြံစီတတ်ပဲဖြစ်နေခဲ့ပါတယ်။ဗဒုံမင်းမှာတရားသဖြင့်ညီလာခံအချိန်များတွင်ပင်မင်းသားကလေးကိုရင်ခွင်တွင်ခြိပွေ့ထားတတ်သည့်အထိထိုအချိန်တွင်နေပြီးတော့တဝန်း၌တပောင်တစ်ချင်းများပေါ်ပေါက်လာပါတယ်။တပောင်ဆိုဒီမှာလူအများကမထင်မှတ်ပဲအတိုးအကြောင်းမရှိပဲသူ့အလိုလိုရွတ်ဖတ်မိသည့်စကားများပင်ဖြစ်သည် ြည်သူကအစာပြု၍မြည်သူကတီထွင်ကြောင်တဲလွန်စာရှာမရနိုင်ကြည်သူရရင်သူရောငါပါအတိတ်ပဲမသိပဲစူကောင်းသဖြင့်စူကြရမှာတရက်လုံးတရွာလုံးတနိုင်ငံလုံးအထိပြန့်နှံ့သွားတတ်တာလည်းဖြစ်ပါတယ်ထိုစကားမျိုးသည့်တိုင်းပြည်နိုင်ငံတွင်မြည်သူဖြစ်ပေါ်မည်ဆိုသည့်အကြောင်းအရာကိုနမိတ်ပြ၍ဖော်ပြခြင်းဖြစ်သဖြင့်ရှင်ဘရင်နှင့်လွတ်တော်ဝန်ကြီးများမှအလေးနက်ထားကတွေးတောဆင်ခြင်တတ်ကြတယ်ထိုတစ်ပေါက်မှာပင်ကောက်ကိုညောင်တွဲလို့အောင်ပွဲရတုတ်သခင်ဘုံတောင်မြင့်အင်းမြက်ရဝင်အန်ချီးဖွဲကဘာတွင်လေး စာတင်တော့ပဲမညိုးတယ်ဘိုးတော်အချစ်သွေးပင်ကုတ်ကိုခုကြားကငါမင်းသားထိုင်လို့နေရွတ်လိုက်တဲ့ကားရာတွေတိန်ကလေး၆တန်းအင်းလန်းနဲ့စမဆုံသည်အုံမပါထွက်ရတော့မြန်းဟူရဖြစ်သည်ထိုကဗဒုံမင်းမှာအတိုက်တပောင်ဤနမိတ်တဘောကိုတိလို့တော့ကြောင်းအယူတော်မင်္ဂလာဦးနှုတ်ကိုခေါ်မေးရပြန်ပါတယ်တပောင်နမိတ်မှာကုတ်ကိုဆိုတာတနင်္လာနံဖြစ်တာကြောင့်အရှင်မင်းကြီးကိုရည်ညွှန်းတာဖြစ်ပါတယ်ညောင်ဆိုတာမြစ်တော် ညောင်ရမ်းမင်းသားအင်္ဂါတာကိုရည်ညွှန်းတာပါ။ဒါကြောင့်တနင်္လာသားအရှင်မင်းကြီးရဲ့ရင်ခွင်မှာအင်္ဂါတာညောင်ရမ်းမင်းသားကလေးစံနေတဲ့အတွက်အန်ကြီးမကုံတဲ့တကိုးတွေထွက်လာပါလိမ့်မယ်လို့ဆိုချင်တာပါ။မင်းသားကလေးကဖျားကြတာတွေကိုရွတ်ဆိုပြီးထွက်ရက်လန်းကိုမြန်းနိုင်မယ်လို့အတိတ်ပဲရပါတယ်ဖေယား။ဗတုံမင်းမှာအယူတော်မင်္ဂလာရေးစကားကိုသဘောတွေ့လာသဖြင့်ပြုံးတော်မူ၏။ညောင်ရမ်းမင်းသားကလေးမှကြီးပြင်းလာတဲ့အခါသဘောကောင်း၍အေးစိတ်တည်ငြိမ်သည်စကားနှဲသည်မင်းမူရန်များတရားတပောင်များကိုစိတ်မဝင်စားဘဲတယောက်တည်းအေးအေးနေတတ်သည် အချိန်ရှိတိုင်းပတိစိတ်နေလေးရှိသည်ဘိုးဘွားအောင်မှလည်းမင်းသားကလေးကိုချစ်ခင်နေတတ်သည့်အတွက်ရန်ဖန်ရန်ခါမင်းသားကလေးထံသို့လာ၍ကျင့်စဉ်နိလန်းများကိုဟောပြောပြသလမ်းညွှန်ပေးတတ်၏နောက်တနေ့၌ဗတုံမင်းညီလာခံကျင်းပသည့်အချိန်ညောင်ရမ်းမင်းသားကလေး၏အိမ်တော်မှမီးညွန့်မီးလျံများတောက်ပလျက်မိုးကောင်းငယ်အထက်သို့ဝဲပြန့်တက်နေသည်ကိုတွေ့မြင်လိုက်ရပါသည်မင်းသားလေးကိုမကျေနပ်မနာလိုသည့်သူများကမင်းသားလေးဟာအသက်ပင်ငယ်သောညလေသူ့ကိုယ်သူပုံကန့်ကြီးကြောင်ကြံ့စီနေတာဖြစ်ပါသည်သုံးသေးကြီးတို့သည်လည်းဝင်ထွက်နေလေရှိပါသည် ထိုဆုံးနည်းကြီးတဦးစီမှအဆုံးပညာများကိုသင်ယူကာထိုပညာအစွမ်းများကိုပြသပြီးနေပြည်တော်ကိုအော့အော်တောင်းတင်ဖြစ်စေကာထီးနှန်းကိုလူယူရန်ကြံ့ရွယ်နေပါသည်ဟုရှောက်တင်ကုံချော်ကြပါတော့တယ်။စင်စစ်အဖြစ်ထိုလူများမှာမင်းတို့၏အပေါင်းအဖာလူယုံများလာဖြစ်ကြပါတယ်။ဗတုံမင်းမှမင်းချင်းတယောက်ကိုဆဲလုကာထိုကိစ္စကိုစုံစမ်းစေပါတယ်။မင်းချင်းကစုံစမ်းသည့်အခါဆုံးထီးဆိုသည့်သူမှဘိုးဘိုးအောင်ဖြစ်နေသည်ကိုတွေ့ရပြီးထိုအကြောင်းကိုဗတုံမင်းထံသို့ရှောက်တင်သည့်အခါမှဗတုံမင်းမှစိတ်ချသွားခဲ့ပါတယ်။မောင်အောင်ဆိုရင်ဖြင့်ငါကိုယ်တော်မြတ်စိတ်ချတယ် မောင်အောင်ဟာငါ့ကိုမကောင်းကြံမဲ့လူမဟုတ်ဘူး။မောင်မင်းတို့ငါ့ကိုတွေးထိုးတာတော်သိမ့်ပြီ။အဲ့လိုဆိုကရှောက်တင်သူများကိုပြစ်ဒဏ်အတိအကျချမှတ်လိုက်လေတော့ဤ။ထို့ကြောင့်မဲနုနဲ့အပေါင်းပါများမှာစကြမင်းသားကလေးကိုရှင်းထုတ်ပြရန်အခွင့်မတားပဲဖြစ်ခဲ့ပါရ။ဗတုံမင်းမှာတက်ကရွေ1181ခုနှစ်နေုံလာဇန်73ရက်နေ့တွင်နိုင်ရဆန်သောအခါမြည်တော်ဖြစ်သူဇကိုင်းမင်းသားကနေုံလာဇန်75ရက်နေ့တွင်နန်းတက်လေပါရ။ဇကိုင်းမျိုးအစားရခဲ့သည့်မင်းသားဖြစ်ခဲ့သည့်ဖြင့်ဇကိုင်းမင်းဟုခေါ်တွင်ကြပါရ။နောက်ပိုင်းလူများက ။ဘာကြီးတော်မင်းဟုလည်းခေါ်တွင်ကြပါတယ်။ဘာကြီးတော်ကိုခေါ်တွင်ရခြင်းမှာပကံမင်းမင်းတော်မင်းတို့ဤဘာကြီးတော်ဆက်သူဖြစ်နေတော်ကြောင်းလည်းဖြစ်ပါတယ်။သခိုင်းမင်းနန်းတက်တဲ့အခါမဲနုမှာတောင်တန်းဆောင်မိဖုရားကြီးဖြစ်လာပြီးနမ်းမတော်မဲနုဟုလည်းအမည်တွင်ခဲ့ပါတယ်။နမ်းမတော်မဲနုမှာစัจကြမင်းကလေးကိုမလုံမုံထရန်ညှိုးပွားခဲ့ပါတယ်။အကြောင်းမှာစัจကြမင်းဤမဲတော်စင်ဖြူမဲကိုမိမိကတပ်ဖြတ်ထားတော်ကြောင်းတချိန်စัจကြမင်းသာရိတ်စားမိသွားလျင်မိမိကလက်တော့ပြန်မိဟုဆိုရင်ရတော်ကြောင်းဖြစ်ပါတယ်။ စကိုင်းမင်းကိုဆေးလို့ရစေထိန်းချုပ်နိုင်ရန်အတွက်နမ်းမတော်မဲနူးမှရေဦးကတော်အမေပြဆိုသည့်ဆုံးမကြီးတယောက်ကိုလက်သက်မွေးမြူထားပြီးနန်းရွင်ထဲ၌ကိုချိတ်ကိုလက်တမြလောက်ကန်ကြံစီနေခဲ့ပါတယ်။မဲနူးမှသူ့ရဲ့ကိုဖြစ်သူမောင်အုံးကိုလည်းဆလင်းမျိုးကိုစားစေကဆလင်းမင်းသားကြီးဆိုသည့်ဘွယ်သူကိုပေးစေ၍မင်းသားတစ်ပါးကဲ့သို့ကြင်ကြံစေပါတယ်။နန်းတော်လွတ်တော်ဝင်းကြီးများကိုလည်းမိမိတို့ဩဇာအာဏာခံဖြစ်သည့်လူများကိုသာရွေးချယ်တင်မြှောက်ပါတယ်။ မိမိသဘောနဲ့မတိုက်ဆိုင်နေသူများကိုအမေပြားရဲ့အကူအညီဖြင့်လောက်ကျန်တက်ဖြတ်ပြီးသခိုင်းမင်းကိုလည်းအောက်လန်းဆေးများဖြင့်စိတ်ခတ်ထားသဖြင့်သခိုင်းမင်းမှာမဲနုပြောရအမှန်ဦးယူဆပြီးမဲနုပြောသည့်အတိုင်းအမိန်ချမှတ်ပါတယ်။မဲနုတို့မောင်နှမ၏အာဏာမှာတဖြည်းဖြည်းကြီးထွားလာသောအခါမဲနုမှာစัจ္ကြမင်းသားကိုရှင်ပြစ်ရန်အတွက်လော်ကီနီလန်များဖြင့်အကြိမ်ကြိမ်စီရင်လုပ်ကြပါတော့တယ်။စัจ္ကြမင်းသားကလေးမှာရွှေလာမင်းဟုအမည်ရသည့်ဖွားဘတော်မြင်းကြီးကိုစီးကာလာပြင်းနေတိုင်းသခိုင်းမင်းကိုဘတ်တို့ဖျားဖို့ထွက်လေရှိပါတယ်။ တကြမင်းသားဤဘွားဘတ်တော်များဖြစ်ကြသည့်မောင်မြတ်ရာနှင့်မောင်မတ်တို့မှာအဖော်အဖြစ်လိုက်ပါကြမြန်လည်းဖြစ်ပါတယ်။သကိုင်းဘက်ကန်တို့ရွှေပေါင်းတော်ကြီးဖြင့်ကူးဖြတ်ရပြီးအမေပြာဆိုဒီမှလည်းနေနေရဆုံးမကြီးတရားမဟုတ်အမေပြာကထမိန်တထဲကိုမမ်းမုတ်ပြီးရေထဲသို့ပြစ်ချလိုက်တဲ့အခါထိုထမိန်မှာအလွန်ကြီးမားတဲ့ငကားကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားကာရေအောက်သို့တိုးဝင်နေငုံသွားပါတယ်။တကြမင်းသားကလေးတို့စီးနှင်လာသည့်ရွှေပေါင်းတော်ကြီးမှာသကိုင်းဘက်သို့ကူးခတ်ခဲ့ရင်အေယာဝတီမြင့်လေတို့ပင်ရောက်ရှိလာခဲ့ပါပြီ။ ထိုချိန်တွင်အမေပြလွတ်ထားခဲ့သည့်နဂါးကြီးမှရေလေအောင်မှဘွားကနေထွက်ပေါ်လာပြီးဖောင်တော်ကိုအမိနဲ့ရိုက်ကိုလုံးနဲ့တိုက်ကဖျက်ဆီးလိုက်ပါတော့တယ်။ဖောင်တော်မှာနှချံကွဲထွက်သွားသည်မို့မင်းချင်းများမှကြောက်လန့်ကြဖြစ်နေကြပါတယ်။ထိုအခါစัจကြမင်းသားကလေးမှရွှေလာမင်းမြင့်ကိုစီးနှင်ကရေလေကောင်တို့ခုံချသွားပါတယ်။ရေအတွင်းတို့ကြားရောက်သွားတော့လေမြင်းကြီးခွာမှာရေမျက်နှာပြင်ပေါ်တွင်ဘောလုံးပေါ်နေသည်ကိုတွေ့ရပြီးမြင်းကြီးမှမြင့်ရေပေါ်၌ကစုံဆိုင်ကပြေးလွှားရင်းသခိုင်းဘက်ကန်တို့ရောက်ရှိသွားသည်ကိုတွေ့လိုက်ရပါတယ်။ နဂါးကြီးမှာအခဲမကြေသေးပဲမင်းသားလေးအနောက်မှာပြေးလိုက်လာခဲ့ပါတယ်မင်းသားလေးမှာနဂါးကြီးကိုလက်ညှိုးညွှန်လိုက်တဲ့အချိန်မှာပဲလက်ညှိုးထိတ်မှစက်ကြာများထွက်ပေါ်လာကနဂါးကြီးကိုထိမှန်ပြီးနဂါးကြီးမှာခုနှစ်ပိုင်းပြတ်ထွက်သွားခဲ့ပါတယ်ထိုအခါမှာထမိန်တတဲအဖြစ်ပြောင်းလဲသွားတော့ဤမင်းတို့မှာထုံများနဲ့မကြေနဲ့သေးပဲမင်းသားကလေးကိုတတ်ဖြတ်ရန်ကြံရွယ်ပြန်နေဤယခုတခါတွင်တော့အမေပြားကိုအလွန်ပြင်းထန်တဲ့အဆိတ်များကိုရှာဖွေစေပြီးအမေပြားမှာအဆိတ်၅ပါးနဲ့ပြုတ်လုထားတဲ့အဆိတ်စီကိုပေါ်ဆက်ချက်လုပ်ပါတော့တယ်ထိုအဆိတ်စီကိုတစက်မြစားမိရင် ဦးအသည်များအပိုင်းပိုင်းပြက်ကတည်ဆုံနိုင်စီမည်ဖြစ်ပါတယ်။မယ်နုမှာထိုအစိတ်ကိုပွဲတော်တို့ခုတွင်အစိတ်ခတ်စေခဲ့ပြီးစကြမင်းသားကလေးကိုနန်းတော်သို့ဖိတ်ကြားရင်းဘယင်မင်းမြတ်ကပွဲတော်ကိုစွန့်နေဟုဆိုကထိုအစိတ်ပွဲတော်ကိုသကိုင်းမင်းရှေ့မှောက်မှာပင်တုံးဆောင်စီလိုက်ပါတယ်။ဘယင်မင်းကပွဲတော်ကိုစွန့်နေဟုဆိုသည်မှာအလွန်ကြီးမားသည့်ချီးမြှောက်မှုကြီးဖြစ်ပါတယ်။ထိုပွဲတော်အုပ်ကိုမတုံးဆောင်ပါကရှင်ဘယင်ကိုပုံကန်တည်နေပင်တူညီတာကြောင့်မယ်နုတို့ရဲ့အကြံစီမှာပိုင်လိုက်၏။စကြမင်းသားကလေးပွဲတော်ကိုစားမိတဲ့အခါအစိတ်မိရွေတေးမိပွဲတော်အုပ်ကိုမတုံးဆောင်ပါကလည်း ရှင်မင်းကိုပုံကန်နေဟုဆွဆွဲချက်ဖြင့်အရေးယူနိုင်မည်ဖြစ်ပါသည်။စัจကြမင်းသားကလေးမှာပွဲတော်အုပ်ကိုစားသုံးရန်လက်နိုင်မိသည့်အချိန်တွင်ပွဲတော်အုပ်အတွင်အစိတ်များခတ်ထားသည်ကိုရိပ်စားမိသွားခဲ့ပါသည်။မင်းသားကလေးကဘိုးဘိုးအောင်တင်ကြားပေးခဲ့သည့်ဝါစัจကြကာရာကိုရုတ်ဖတ်ကပွဲတော်အုပ်ကိုမြင်ရင်ရှေ့ရေတုံးဆောင်မာတော့တယ်။အမေပြာနဲ့မဲနူးတို့မှမင်းသားကလေးအစိတ်မိပြီဟုတွေးမိကကြိတ်ပြော်နေကြတော့လေ။ပွဲတော်တစ်ခုလုံးစားပြီးတောက်ပြီးတဲ့အထိအစိတ်အဆွမ်းမပြတဲ့ဖြင့်ထူးဆန်းအံ့ဩနေကြပါတယ်။မင်းသားကလေးမှာပွဲတော်အုပ်ကိုတုံးဆောင်ပြီးတဲ့အခါခက်အေးအေးပင်ပြန်သွားလိုက်ပါတယ်။ နန်းရဲအမှုတမ်းများမှာပွဲတော်အုပ်ကိုတင်ဆက်ပေးသည့်အခါကြံရှိနေသည့်ပွဲတော်စားများကိုကြီးစာငှက်စာတင်ကျွေးထားလိုက်ပါတယ်။ပွဲတော်အုပ်မှာကြံရှိနေသည့်အယိုးရင်းများစားကျင်စားကြံများကိုစားတောက်မိသည့်ကြီးကန်းများမှာလေးပေါ်ပြန်ဝဲနေစေမှာပဲအစိမ့်မိကတေဆုံးပြုတ်ကြကုန်၏။ထိုကြီးများပြုတ်ကြ၍တေဆုံးသည့်မြေလက်တက်တစ်ခုမှာအစိမ့်တင်သွားပြီးမြေအတွင်းမှာငါးများအားလုံးတေဆုံးကရေပေါ်ဘောလုံးပေါ်ကြကုန်ပါတယ်။ဘိုးဘိုးအောင်မှာစက်ကြမင်းသားကလေးကိုမကြာခဏလာရောက်တွေ့ဆုံပြီးမင်းကလေးရဲ့ဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါကွယ်။ နန်းတော်ကြီးဆိုတာသူယုံမာရီနဲ့ပြည့်နှက်နေတဲ့အရက်တစ်ခုဖြစ်တယ်။သူတော်ကောင်းဆိုတာသူယုံမာရီနေတဲ့အရက်မှာမနေအပ်ပါဘူးမင်းကလေးရဲ့။ဘိုးဘိုးနဲ့လိုက်ခဲ့စမ်းပါ။တိုးတော်စัจကြမင်းသားကလေးမှာနန်းမြေကိုမစွန့်နိုင်မဲညင်းကြီးတာနေတော့ဤ။လောလောဆယ်တော့ဟောဒီနန်းမြေကိုမစွန့်နိုင်သေးဘူးဘိုးဘို။မြေတော်တို့တိုင်းမီယာမင်းကောင်းလက်ထက်မှာတိုင်းမီတာယာဝါပြောပြီးတော့မင်းစိုးလက်ထက်မှာတော့တိုင်းမီယာချုံချုံကြသွားတတ်ပါတယ်။သာသနာတော်ကမင်းကောင်းတဆတ်ဆိုတဲ့ဆိုယိုးလည်းရှိလာကြမှုမြေတော်ကမင်းကောင်းမင်းမြတ်ဖြစ်ချင်ပါသေးတယ်။ မင်းကလေးရဲ့ဇာတာမင်းဖြစ်ရမယ့်ဇာတာမဟုတ်ဘူးကွမင်းကလေးကဝိဇ္ဇာဖြစ်ရမယ့်သူပဲမြေတော့ကတော့မင်းဖြစ်ရပြီးတော့သာသနာပြုမယ်တိုင်းသူပြည်သားတွေကိုကဲ့တင်မယ်အဲ့ဒါပြီးမှဝိဇ္ဇာဖြစ်မယ်လို့ဆုံးဖြတ်ထားပါတယ်ဘိုးဘွားအောင်မှာစัจကြမင်းသားကိုနားချမရသဖြင့်တပ်ပြင်းအကျင့်ကြိမ်ချကာဟွန်းဒါဖြင့်မင်းကလေးကိုစစ်တဲ့ရဲမတ်တွေပုံအပ်ပြီးအခုပဲနန်းသိမ့်လိုက်စီမယ်ဆိုရင်ရောဒီလိုတော့မဖြစ်ပါဘူးဘိုးဘွားရဲ့ခမဲတော်ရံပြုတ်ပြီးနန်းသိမ့်တယ်လို့ဖြစ်နေပါမယ် ခမဲတော်နန်းစည်းစိမ်ကြကြခန်းစားပါစီတော့ခမဲတော်ကံကုန်မသာဘိုးဘိုးစီစဉ်ခြင်းတို့စီစဉ်ပါအေးကွယ်ဘာပဲဖြစ်ဖြစ်တခုခုအကြောင်းရှိရင်ဘိုးဘိုးသာတန်းတလိုက်ပါဘိုးဘိုးကမင်းကလေးအနားမှာရှိနေပါတယ်ကွဘိုးဘိုးအောင်မှာပြောဆိုလျက်ပျောက်ကွယ်သွားတော့တယ်နမ်းမတော်မင်းတို့မှာအစကနဦးအချိန်ကမိမိရင်သွေးကိုနမ်းမွေပေးရန်စီစဉ်ပြီးဖြစ်သည်တို့တော့ရင်သွေးနှစ်ဦးစလုံးမှာအသက်မရှိချပါထို့ကြောင့်ထင်းနှန်းစီစဉ်မှာတာယာဝတီမင်းနဲ့ဆက်ကြမင်းကလေးအတွက်သာရရှိရန်ရည်တာနေပေ၏ ထိုစဉ်မင်းနူးရဲ့ကိုဆလင်းမင်းသားမောင်အိုမှာမင်းသားအဖြစ်နဲ့မရောက်ရဲတော့ပဲရှင်ဘရင်ဖြစ်ရှင်လာခဲ့ပါတယ်။မောင်အိုရဲ့အကြံစီအတိုင်းသခိုင်းမင်းကိုစိတ်ခတ်ကကျမ်းမာရေးချိုးတက်စီရန်ပြုလုပ်လိုက်ပါတယ်။ထိုအခါအချုပ်ချာအာနာမှာမင်းနူးတို့မောင်နှမနှစ်ယောက်လက်ထဲသို့ရောက်လာခဲ့ပါတော့တယ်။နန်းတွင်၌မင်းညီမင်းသားများမှလည်းအများပြရှိနေကြသည်မို့ထိုမင်းညီမင်းသားများကိုနည်းအမျိုးမျိုးနဲ့စီရင်တက်ဖြတ်ပြန်ပါတယ်။ထိုအခါတာယာဝတီမင်းနဲ့စကြမင်းသားကြံရှိပါတော့တယ်။တာယာဝတီမင်းမှာမင်းသားကြီးဖြစ်သဖြင့် သူ့ကိုရင်ရှင်းမြင်ဦးဆိုကပုံကံရံကြံရွယ်ကြောင်းအကွက်ချရဖမ်းဆီးပါတယ်။တို့ပေမဲ့တာယာဝတီမင်းမှာမဲနူးတို့လက်မှလက်မှတ်တင်ကလေးလွတ်မြောက်သွားခဲ့ပါတယ်။တာယာဝတီမင်းသားမှာမဲနူးတို့မောင်နှမတိုင်းပြည်အရေးကိုချုပ်ကင်နေသူကိုမနှိမ့်ညို့သည်မို့ရှေဘိုတို့ထွက်ကလူသူအင်အားစုဆောင်ရေးပုံကံမှာတော့တယ်။မဲနူးတို့ကလည်းပုံကံမှုကိုတက်များစေလို့ကနှိမ့်နှင်းစေတော့လေ။မဲနူးတို့ဩဇာတက်ရောက်နေသူကိုမနှိမ့်မြို့သည့်လူများနေသည်မို့တက်များအချိန်ချင်းပြက်ကတာယာဝတီမင်းကြီးတက်ကသာအနိုင်ရခဲ့ပါတယ်။တာယာဝတီမင်းကြီးတပုန်တက်မှာအင်းဝမြို့ကိုဝန်းရံမိတော့အခါ စကိုင်းမင်းမှာထီနန်းစည်းစိမ်ကိုတာယာဝတီမင်းသားလက်ကိုအပ်လိုက်ရပါတယ်။တာယာဝတီမင်းသားရှင်ဘရင်ဖြစ်တော်အခါအများပြည်သူကမကြည်ညိုကြပဲစัจကြမင်းသားကလေးကိုသာမင်းဖြစ်တဲ့နေကိုပြောဆိုကြပါတော့တယ်။တာယာဝတီမင်းမှာတန်တရာကြည်သူဖြစ်တာကြောင့်လဲမိမိမှာရှင်ဘရင်ကိုပုံကံ၍ထီနန်းရခဲ့သည်မို့စัจကြမင်းကလေးမှာမိမိကိုပြန်လည်ပုံကံသေးကိုတွေးမိသွားခဲ့ပါတယ်။ထို့များသာမကသည်ဘိုးတော်ဖရာရှိစဉ်ကလေးကစัจကြမင်းကလေးမှာပြည်သူအပေါင်း၏ချစ်ခင်မှုကိုရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ စကြမင်းသာပုံကံလျင်မိမိမှာမလွယ်ကူတီမှုစကြမင်းကိုပုံကံနေကိုအပြစ်ဆွဲတတ်ကရေချစီရင်ရတော့၏မင်းစီမင်းသွေးများကိုတွေးမြေကြအောင်တက်ဖြတ်လျက်ထိုမင်းဆက်မှာကျင်းစာတင့်နေဟုသောစကားအရာမင်းဆွေမင်းမျိုးများကိုတက်ဖြတ်သည့်အခါသွေးမထွက်စေသောရေချသည့်နီလန်းဖြင့်တက်ဖြတ်ကြတာဖြစ်ပါတယ်တာယာဝတီမင်းမှာစကြမင်းနဲ့တူဝိုက်တော်ဆက်တော်ကြောင့်လည်းဖြစ်ပါတယ်စကြမင်းသားကိုမင်းချင်းများကရွှေကြိုးဖြင့်25ဘတ်ချီနှောင်ပြီးအေယာဝတီမြေကမ်းစိတ်သို့ခေါ်ဆောင်လာခဲ့ကြပြီးမြို့သူမြို့သားများမှာ စကြမင်းသားကလေးရေချစီရင်ခံရတော့မည်ဖြစ်တဲ့ဖြင့်ယင်ထုမနာငိုကြွေးကြပါတော့တယ်။စကြမင်းသားကလေးမှာမတုံလို့တော့မျက်နှာထားဖြင့်ခက်အေးအေးပင်လိုက်ပါလာခဲ့ပြီးလှေစိတ်တို့ရောက်တဲ့အခါမင်းသားကလေးကိုဂတိပါအိတ်ဖြင့်ထုတ်ပိုးချီတောင်လိုက်ပါတယ်။ရဲလေကြီးနှစည်းကိုဘေးချင်းကရှင်းထားပြီးအလဲတွေငွေပြားကွက်ထားသည့်ကုန်းပေါင်များတစ်ခုကိုထိုးတင်ထားပါတယ်။ထိုကုန်းပေါင်များပေါ်တွင်မင်းသားလေးကိုတင်ကဆရာတော်များကနောက်ဆုံးအချိန်တရဏဂုံတင်ပေးလိုက်ကြပါတယ်။ပြီးကြီးသွားတဲ့အခါလှေနှစင်းကိုမြင့်လေတို့လှော်ခတ်လာခဲ့ကြပြီး တင်းနေစင်းကိုတစ်ဖက်စီခွာလိုက်တဲ့အခါအလဲကုံးမောင်ကြီးနဲ့ကတိပါအိတ်ဖြင့်ထုတ်ထားသည့်မင်းသားကလေးမှရေထဲသို့နှိမ့်မြုပ်ကျဆင်းသွားလိမ့်ပါတယ်။ကံလောင်းညွံ့များကြည့်ရှုနေကြသည့်ပရိသတ်များအပေါင်းမှာအော်ဟစ်ငိုကြွေးကြကုန်၏။ထို့စဉ်ကောင်းငင်ကြီးတစ်ခုလုံးတိမ်ညိုတိမ်မဲများကအုပ်ဆိုင်လာခဲ့ကမိုးချိုထစ်ချုံလျက်မိုးမောင်ကြောက်ရောက်လာခဲ့ပါတယ်။မြင်းကလေးကြီးမလေးတုံလုံးကကြည့်ရှုသူအပေါင်းမှာမြေပြင်ပေါ်သို့ချော်လဲကြကုန်သည့်အထိမင်းသားကလေးအားရေချခဲ့သည့်နေရာတည့်တည့်သို့ မိုးကောင်းငင်ပေါ်မှာရွှေဝါရောင်အလင်းနဲ့တစ်ခုကြာရောက်လာကမီးမောင်းထိုးရသည့်နယ်ဖြစ်ပေါ်သွားပါတယ်။ထိုအလင်းရောင်၏ထိပ်ပိုင်းတွင်ဝိချုစင်ကျဲဝေထားသည့်ပုပ်ကိုကြီးတူပေါ်ပေါ်လာခဲ့ပြီးပုပ်ကိုကြီးမှဦးကောင်းတွင်အဖြူရောင်အုပ်ပေါင်းတစ်ခုကိုဝတ်ဆင်ထားပြီးလက်ဘင်းတွင်မဲနက်နေသည့်ပတိတကုံးကိုဆွဲထားသည့်လက်တစ်ဖက်တွင်တောင်ဝင်းတစ်ချောင်းကိုကင်ထားကလက်တစ်ဖက်တွင်တော့တက်လုံးတစ်လုံးကိုကင်တွင်ထားပါတယ်။ထိုတက်လုံးမှ၎င်းပတိမှ၎င်းစေးတောင်ဝင်းမှ၎င်းဝင်းလန်တောက်ပသည့်အလင်းရောင်များမှအစင်မပြတ်ထွက်ပေါ်နေပြန်ပါတယ်။ ြည်သူအများပြမှာထိုပုဂ္ဂိုလ်ကြီးကိုငဲကြည့်ကြရင်ဟာအဲ့ဒါအဲ့ဒါဘိုးဘိုးအောင်မဲဟဲ့ဘိုးဘိုးအောင်လာပြီကွာကြည့်ရှုနေသည့်လူပရိသတ်မှာအတန်ကုန်ဟဲ့ကအွန်လိုင်းကြားချင်းထိုစဉ်ရေရောက်အတွင်းမှာမြင်းဖြူကြီးစီးရသည့်စက်ကြာမင်းသားကလေးမှာတဖြည်းဖြည်းပေါ်ထွက်လာလိမ့်ပါတယ်မြင်းဖြူကြီးမှာခွာကိုဝင်းလိုက်သည့်အခါမိုးပေါ်သို့ပြန်တက်သွားလိမ့်ပါတော့တယ်ဘိုးဘိုးအောင်ကမင်းသားကလေးကိုကြည့်ကမင်းကလေးဘိုးဘိုးမပြောခဲ့ဘူးလားကွယ် ူတော်ကောင်းဆိုတာသူယုံမာတွေများတဲ့အရက်မှာမနေသင့်မယ်စွန့်ခွာရမယ်ဆိုတာကိုလေမြီးတော့အခုနားလဲသွားပါပြီပို့ပို့ထီနန်စည်းစိမ်ဆိုတာတဲချက်ကိုအပေါ်ကတကာကြီးစန်းနာနဲ့တူညီပါတယ်မင်းကလေးသူတော်ကောင်းနဲ့ထီနန်စည်းစိမ်ဆိုတာလာလာမမအဆက်တာကြောင့်မင်းကလေးအခုပဲပို့ပို့နဲ့လိုက်ခဲ့ပါတော့ဟောဒီလောကကြီးကလေကုသိုလ်အာကုသိုလ်ဆိုတဲ့ကံစီမံရအတိုင်းဖြစ်ပေါ်နေတဲ့လောကကြီးတစ်ခုပါပဲပို့ပို့တို့ကလူတိုင်းကိုကဲတည်နေမှဖြစ် ကုသိုလ်အကုသိုလ်ဆိုတာကံကြမ္မာကိုလိလူရှုတာကြာမနေပေဘူးလားဘိုးဘွားအောင်မမင်းသားကလေးကိုအမှားစကားပြောဆိုပြီးဒီနောက်မိုးကောင်းငယ်အပေါ်တော့ပြန်တက်သွားလိမ့်ပါတယ်ထိုနေ့မှစရည်ဘိုးဘွားအောင်ကိုရောစကြမင်းသားကလေးကိုရောအင်းဝနေပြီးတော့နေမတွေ့ရှိရတော့ပေတာယာဝတီမင်းလက်ထက်တွင်ငလင်ကြီးစွာလှုပ်ခတ်၍အင်းဝမြို့မှာရရှိရာမရှိအောင်ပြက်စီးသွားခဲ့ပါတယ်ထို့ကြောင့်မြို့တော်ကိုအမရဘူရာတို့ပြန်လည်ပြောင်းရွှေ့ရ၏တာယာဝတီမင်းဟာတန်တရာကြီးသူဖြစ်သည့်ဖြင့်နန်းတွင်ရေမငြိမ်မတက်ဖြစ်လာပြီး ားတော်ဖြစ်သည့်ပြည်မင်းသားကိုလည်းပုံကန်နေဦးဆိုကကိုမြတ်ပြတ်မာတယ်။အနောက်နမ်းမိဖုရားမမျှလေးနှင့်ဆွေတော်မျိုးတော်များကိုလည်းပုံကန်နေဦးဆိုကကိုမြတ်တက်ဖြတ်လိုက်ပြတ်မာတယ်။ရောအတွုံးဝဥဖုလိုင်ရဲ့အဖေရင်းတော်ဝင်ကြီးကိုလည်းကိုတော်တိုင်လှံပြစ်ထိုးကအဆုံးစီရင်ခဲ့၏။တာယာဝတီမင်းမှာလက်တုံးတော်လှံကိုအနားတွင်ထားလျက်စိတ်မထင်လျင်မထင်သလိုလူများကိုတက်ဖြတ်လေရှိပါတယ်။နောက်ပိုင်းတွင်ဝိဇာများကတာယာဝတီမင်းအားဒဏ်ခတ်လိုက်သည့်အတွက်တာယာဝတီမင်းမှာတောတောခါအောင်ယူဆပါတော့တယ်။နန်းတက်ပြီးကိုနှစ်ကြာသောအခါတွင် ကြပဲမိဖုရားကောင်းကြီးနဲ့တားတော်ပကံမင်းသားတို့လောက်ကြံတက်ဖြတ်၍နှက်ရဆန်သွားရပါတော့တယ်။ဟုတ်ကဲ့ပါယခုတင်ဆက်ပေးခဲ့တဲ့ဇလံအကြောင်းအရာလေးကတော့ပထမဘိုးဘိုးအောင်ရဲ့အပိုင်းရှိဖြစ်တဲ့စကြမင်းနဲ့ဘိုးဘိုးအောင်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဇလံများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။